ညနေအစီအစဉ်အစပြုအတွက်ဗနာမကျမ်းစာတစ်ပတ်ကိုဖတ်ပြပါမယ်။ဟေဘေးဩဝါဒစာအခန်းကြီး7အငယ်15နဲ့16ဖြစ်ပါလေ။ထို့ကြောင့်ငါတို့သည်ဖယားသခင်ဂျေစုတို့ကိုမုန်ခံလျက်နှုတ်ခမ်းအတီးဒီဟုသောချီးမွမ်းခြင်းရစ်ကိုတခင်ရှိခရစ်အားဖြင့်ဖယားပြင်ရှိတော်၌အစဉ်ပူဇော်ကြကုန်အံ။ဂျေစုပြုခြင်း ဥစ္စာဝေမျှခြင်းအမှုတို့ကိုမမေ့လျော်ကြနှင့်ထို့သောသောရစ်ကိုဘုရားသခင်သည်အာရနှစ်သက်တမူ၏ဆုတောင်းကြပါစို့ကောင်းငင်ဘုံ၌ရှိတော်မူသောအဖတ်မြတ်စွာသောဘုရားသခင်ကိုရရှင်အာရနှစ်သက်တမူသောရစ်ကိုကျွန်တော်တို့သည်ရှိတော်မောက်အစဉ်ပူဇော်နိုင်ဖို့ရန်တန်ရှင်သောဝိညာဉ်တော်သည်ဒီနေ့နှုတ်ကပတ်တော်ကို ကောင်းကြီးပေးလက် နားထောင်ယူနေမှာလက်လျှောက်နေဖို့မင်္ဂလာဖြစ်စေဖို့ယံမနေ့ယနေ့နောင်ကာလအစဉ်မြဲအသက်ရှင်သေးသမကကျွန်ုပ်တို့ကိုထိုကဲ့သို့လက်လျှောက်နေဖို့ယံခွန်အားနဲ့ပြည့်စုံစေတော်မူသောကျွန်ုပ်တို့ရဲ့ကယ်တင်ပန်းရှင်သခင်ခရစ်တော်ရဲ့မြတ်သောနာမ၌ယူသေးစွာကြည်စလို့ချီးမွမ်းလက်ဤညနေခြင်းအစီအစဉ်ကိုလက်တော်ထဲသို့ကျွန်ုပ်တို့အတူတကွသဘောချင်းတူလေဆုတောင်းစကား အနှံ့ကြပါလေဖဖျာအာမင်ဓမ္မတိချင်းအမတ်51ချီးမွမ်းကြပါဤဥက္ကမီတော်မြတ်စွာဘုရားရှင်ချီးမွမ်းနဲ့အရာရေနော်ဒါလည်းကိုဆီလွတ်ပေးတယ်ဝိညာဉ်တော်ဒီကျွန်တော်ကိုထွန်းလင်းစေတယ်ကျွန်တော်အပြစ်တရားအားလုံးကိုခံပြီးတော့စင်ကြယ်တဲ့အသက်တာကိုပေးတယ်ရေးကောက်ပြီးတော့ခေါ်ပြီးတော့ဘုံတကူနဲ့ကျွန်တော်ကိုချွတ်တဲ့ ဆုကျေးဇူးအမျိုးမျိုးကိုမဆရတဲ့အရှင်ဖြစ်တယ်။ကျွန်ုပ်တို့ထဲကိုကိုယ်ရဲ့မေတ္တာကိုတုံ့လောင်းပြီးတော့မှနော်အဲ့ဒီမေတ္တာကိုတစ်ခါလဲရှံထွက်ပြီးတော့လူသားတွေကိုကျေးဇူးပြုနေတဲ့အထိဘုရားသခင်ဒီဓမ္မတခြင်းတွေကတကယ်ပဲကျမ်းစာနဲ့ biblical ဖြစ်ပြီးတော့နော်ဆက်တဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်လဲကျမ်းစာကျောင်းဆိုရင်တကယ်ပဲ master of duty အောင်ပြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဂျွန်တို့ Charles Wesley ဆိုတာ တကယ်ဘုရားသခင်နှုတ်ကပတ်တော်ကိုစဉ်းစားဆင်ခြင်ပြီးတော့အတွေ့အကြုံတွေမှာစတဲ့ဟာရဖြစ်တယ်။တခြင်းကိုအတူတကွာမိမိတို့အတွက်ဘုရားသခင်တကယ်ပဲချီးမွမ်းကြပါစို့။တကယ်ချီးမွမ်းပြီးဆက်ကြအလိုလိုရှိတယ်။အတူတကွာချီးမွမ်းတည်ဆိုကြပါစို့။ င်းနှုတ်ကပတ်တော်ကတော့ကျွန်တော်တို့ကဘုရားသခင်ကိုယုံကြည်တဲ့လူတွေကဘုရားသခင်ဂျေဆုတော်ကိုဝန်ခံပြီးတော့เนาะဂျေဆုတော်ကိုဝန်ခံဖို့ဖြစ်တယ်။ဟိုဟာလူချင်းတရားဝင်ရှင်ဟိုဘုရားသခင်ပြုတဲ့ဂျေဆုတွေကိုဝန်ခံပြီးတော့မနဲ့ဘုရားသခင်ဂျေဆုပြုတယ်။နှုတ်ခမ်းအသီးတည်းဟိုချီးမွမ်းခြင်းရစ်ကိုတခင်ယေရှုအားဖြင့်ဘုရားသခင်ရှေ့မှာအစင်ပူဇော်ရမယ်။အစာတော့ကျွေးမှပူဇော်တာချီးမွမ်းတာမဟုတ်ဘူး။ 你看，地地一多，起码你一年撇过，明年起码你都下了。啊，今年起码讲新不少下没，一点露露泥不下，真露。但看你们生还没家伙，这就是起码不，起码不是真露，三到九年嘛。爱个你也起码二天你下的，就是那个不是起码的嘞。你看地地一多，起码一片，新不少那里，一点一片。 ဘုရားသခင်နှစ်သက်တဲ့အာရနှစ်သက်တဲ့ချီးမွမ်းခြင်းနဲ့ရစ်ပူဇော်ခြင်းကတော့လူတွေကိုကျေးဇူးပြုတယ်။ဥစ္စာဝင်ပြခြင်းတို့ကိုမမင်းနဲ့ပထမရာစုခရိယအတင်းတော်သူကဲသူပဲလှုပ်ဆောင်ခဲ့တယ်။တူပွားလာတဲ့အခါမုဆုမတွေကိုကျွေးမွေးတယ်။အတင်းတော်တွေလိုအပ်တဲ့အခါမှာရှင်ဘောလူကဆုဆောင်းပြီးတော့မှဓမ္မအမွေကိုခံရတယ်လို့လောကနဲ့ဆိုင်တဲ့အမှုလည်းခံရဖို့ဘုရားခင်ရဲ့ အေးမွန်လေးတရားကကျေးဇူးနဲ့ပြေးပါစွာငါရောက်လာပါမယ်။ဒါကြောင့်ကျေးဇူးတို့ချီးမွမ်းခြင်းမှာအင်မတန်ကောင်းပါတယ်။ဒါကြောင့်ကျွန်တော်ကစစ်တောင်းခြင်းလို့ပြောလိုက်တဲ့အခါမှာတခါလေတဆွန်းရောက်ပြီးချီးမွမ်းခြင်းလိုက်ပဲကျွန်တော်တွားကြတယ်။ဒါကြောင့်ကျွန်တော် ECTS အလို့ရကြမှာတယ်။ Adoration ပြားလင်းကိုကိုယ်ကိုယ်ဝတ်ပြုခြင်းပါတယ်။ယုတည်ဆိုတာကိုယ်ကိုယ်ပြုခြင်း။ C confessions အပြည့်တကူဝန်ချတောင်းပါနဲ့။ D thanksgiving ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းဝန်ခံကြရတယ်။ S supplication အတနာတော့ခံတယ်။ဆွတောင်းလို့မရရင်ရည်ရင်းမိလို့အတနာတော့ခံတယ်။အဲ့ဒီအချိန်မှာကျွန်တော်ဒီနေ့တော့ချီးမွမ်းခြင်းဆိုတော့ကြောင့်ချီးမွမ်းခြင်းနဲ့ပတ်သက်ပြီးကျမ်းစာထဲမှာဖော်ပြတဲ့အရာတွေကိုဖော်ပြရပြီးတော့ကျွန်တော်အတူတူကဆွတောင်းဖို့ဖြစ်ပါတယ်။ပထမ၃ခုကျွန်တော်ဖော်ပြပြီးတော့အတူတူကချီးမွမ်းကြရအောင်နော်။ ပထမတစ်ချက်ကတော့ God is truly worthy of praise တကယ်ပဲဘုရားသခင်ဟာချီးမွမ်းခြင်းကိုခံထိုက်တဲ့ဘုရားသခင်ဖြစ်တယ်။ညဘုရားသခင်ကိုချီးမွမ်းကြ။เนาะချီးမွမ်းခြင်းကိုခံထိုက်တဲ့ဘုရားဖြစ်တယ်။ဒုတိယအချက်က praise draw us closest to God ချီးမွမ်းခြင်းကကျွန်တော်ဘုရားနဲ့ပတ်ဝန်းကျင်နှိစပ်ဖို့ဘုရားငယ်နှစ်သက်တော်ကြောင့်ဆွေးဆောင်ခြင်းဖြစ်တယ်။ เนาะจะหลุดยากกว่าอเมียนชี้มั่วมั้ยဆိုตัวเนี่ยจะปูยีนี่ล่ะเลยเนาะตัวกางเนี่ยอาหารชี้มั่วมั้ยဆိုလို့ရှိရင်တတိယတစ်ချက်ကတော့ third all who praise god are blessed ဖျောက်ကိုချီးမွမ်းလူတွေကကောင်းကြီးမင်္ဂလာခံစားရတယ်။နော်ဒါဒီနေ့ဒီသုံးခုကျွန်တော်အတူတူကချီးမွမ်းအောင်။တမနစ်လောက်ရဲ့အချိန်ယူမယ်။ဖျားသခင်ကကိုယ်ွယ်ချီးမွမ်းမှုကိုခံထိုက်တဲ့ဖျားဖြစ်တယ်။ဒုတိယ ဲ့လိုချီးမွမ်းခြင်းဟာဘုရားသခင်ရဲ့ပူပူပြီးနီးစပ်လာဖို့ဖြစ်တယ်။တတိယကတော့အဲ့လိုချီးမွမ်းခြင်းကကောင်းကြီးမင်္ဂလာဖြစ်တယ်။ဘုရားဘုန်းကိုထင်ရှားစေတယ်။တုံမနေတော့အတူတူကကျွန်တော်ချီးမွမ်းကြပါစို့။ကျွန်တော်အတန်ထုတ်ပဲဖြစ်ဖြစ်စိတ်ထရပဲဖြစ်ဖြစ်လက်အုပ်ချီတာဖြစ်ဖြစ်ဒူးထောက်ခြင်းပဲဖြစ်ဖြစ်ဘုရားသခင်ကိုမြင်သူဖွင့်ကြည့်ပြီးတော့ဖြစ်ဖြစ်ကြိုက်တယ်လို့ချီးမွမ်းနိုင်ပါလေ။အတူတူကချီးမွမ်းကြပါစို့။ ါခင်ကုရိုစီအမှန်တကယ်ပဲချီးမွမ်းခြင်းကိုခံထိုက်တဲ့ဖျားဖြစ်ပါတယ်ကုရိုကိုချီးမွမ်းတဲ့အခါမှာကုရိုနဲ့ပူပြီးတော့ကျွန်တော်နိစာတော့အခွင့်အကဲဆိုချီးမွမ်းခြင်းအဖြစ်ကျွန်တော်အသက်တာမှာလဲကောင်းကြီးမင်္ဂလာများကိုခံစားရသည်ဘုရားတသိဝင်ငါတော့အခွင့်အတွက်ဂျေဇုတင်ကြပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့နောက်၃ခုပေါ့ ၄ခုမြောက်၅ခုနဲ့၆ခုမြောက်ကိုချီးမောင်းဖြစ်တယ်ချီးမွမ်းခြင်းဆိုတာကအစမပြတ်ခုနပြောသလိုဒုက္ခသည်ချီးမွမ်းခြင်းကိုအစင်ပူဇော်နေရမယ်အမြဲနဲ့အစမပြတ်ချီးမွမ်းနေရမယ်ငါတစ်ချက်ကတော့စစ်တောင်းခြင်းကစာတန်ရဲ့တကူးကိုချူဖဲ့နိုင်တဲ့ အရာဖြစ်တယ်ချီးမွမ်းနေရင်စာတန်တကူကကျုပ်ပြတ်သွားတယ်ဒီယောရှုဘလက်ထက်မှာစစ်တယ်ရာမင်းတော်ဝမဟုတ်ဘူးတဲ့ဘာပဲလုပ်အောင်မလဲခယုနာတော့အစင်မြဲတည်သောကြောင့်ဂုံကြီးဆိုတဲ့ကိုချီးမွမ်းပါချီးမွမ်းစပြုတာနဲ့ရန်သူတွေအချင်းချင်းတတ်ကြတာပဲနောက်တိုင်းပြည်ပြန်ပြီးသွားတာပဲတော့ဒါချီးမွမ်းခြင်းဆိုတာစာတန်ရဲ့တကူကို ချူဖဲ့ခြင်းတခုဖြစ်တယ်ကျေးဇူးတော်ချင်းမနာနဲ့စာနေတဲ့တကူချူကျွတ်ပြတ်သွားပြီ6ခုမြောက်ကတော့ကျေးဇူးတော်ချင်းမွန်ခြင်းကဇာတိခရိယာနဲ့ရှေ့ဘုရားသခင်မယုံကြည်တဲ့လူတွေရှေ့မှာဘုရားသခင်အသက်ရှင်ကြောင်းတက်တည်ဖြစ်တယ်ဒီ3ခုကိုတမန်ကြီးလောက်အတူတူပါဆက်လက်ချင်းမွန်ကြပါစို့ ်ရှိတော်မူသောအဖတ်ဖျားခင်ချီမွန်ကြီးရစ်ကိုတခင်ရှိခရတော်အားဖြင့်ဖျားခင်ရှိတော်မူမှာကျွန်တော်အစဉ်ပူဇော်ကြပါတယ်ချီမွန်ခြင်းသည်စာရင်ရဲ့တကူကိုချုပ်ဖက်ခြင်းဖြစ်ပါတယ်ချီမွန်ခြင်းစလိုက်တာနဲ့စာရင်တကူသည်ချုပ်ဖက်ခြင်းခံရပါတယ်ချီမွန်ခြင်းသည်ကိုယ်တော်ကိုမယုံကြည်တဲ့လူတွေဇာတိခရစ်နဲ့ရှေ့မှာကိုယ်တော်အသက်ရှင်ကြောင်းတက်တည်ဖြစ်သောကြောင့် ကျေးဇူးတော်ကိုအတူတူချီးမွမ်းကြပါလေဆက်လက်ပြီးတော့ခုနှစ်ခုမြောက်ကကတော့ကျေးဇူးတော်ချီးမွမ်းခြင်းကတဲ့ praise ကကျွန်တော်နှလုံးနဲ့ကျွန်တော်စိတ်ထဲမှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်တည်င်းစကားကိုလက်ခံဖို့ဖြစ်တယ်ဖွင့်ပေးခြင်းဖြစ်တယ်ရှစ်တစ်ချက်ကတော့ ချီးမွမ်းခြင်းဆိုတာစက္ကတ်ခြင်းရဲ့တံတန်တစ်ခုဖြစ်တယ်ပုံသက်တည်းတစ်ခုဖြစ်တယ်ကိုယ်တစ်ချက်ကတော့ချီးမွမ်းခြင်းကအတ္တဓာတ်မှာ drive for life တကယ်တမ်းဝမ်းမြောက်ခြင်းနဲ့ပြည့်စုံတဲ့အတ္တဓာတ်ဖြစ်တယ်ဒီတန်ကိုဆက်လက်ပြီးတော့အတူတူချီးမွမ်းကြပါစို့ ယ်ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်ချီးမွမ်းခြင်းကကျွန်တော်တို့ပို့ပြီးတော့ဝမ်းမြောက်ပျော်ရွှင်ခြင်းအသက်တာကိုရရှိစေသောကြောင့်ကျေးဇူးတော်ချီးမွမ်းပါတယ်ခုနှစ်ချက်မြောက်ကတော့ချီးမွမ်းခြင်းကကျွန်တော်နှလုံးသားနဲ့စိတ်ကိုရှိတော်မှောက်တင်ကိုရှင်ရဲ့အမိန့်တော်ကိုနာခံဖို့ခံယူဖို့ဖြစ်တော်ကြောင့်ကျေးဇူးတော်ချီးမွမ်းပါတယ်ရှစ်ခုမြောက်မှာချီးမွမ်းခြင်းက ကိုရောကိုကျွန်တော်တကယ်ပဲစက္ကပ်ပြီးတော့ကိုရောပြောတဲ့အတိုင်းလက်လျှောက်ခြင်းရဲ့လက္ခဏာတက်တည်ဖြစ်ရတော့ကြောင့်လဲကျေးဇူးတို့ချီးမွမ်းပါတယ်။ကိုကျမြောက်ကတော့ချီးမွမ်းခြင်းကကြောတတ်တာကိုပူပြီးတော့ဝမ်းမြောက်ခြင်းနဲ့ပြည့်စုံစေတော့ကြောင့်ဂုံကျေးဇူးတို့ကိုအတူတူချီးမွမ်းကြပါလေ။နောက်ဆုံးအနေနဲ့10နဲ့17ချက်ကိုကျွန်တော်တို့အတူတူချီးမွမ်းပြီးတဲ့အခါမှာ ကျွန်တော်ဏိကုံချုပ်တခင်ရှုနာမနဲ့အတူတူချင်းမွန်ရှင်ကိုယုတ်တင်ပါမယ်။ဆယ်ကျင်းမြောက်ကတော့ချင်းမွန်ရှင်ဆိုတာ enhance ဖျားခင်နဲ့ကျွန်တော်ဆက်ဆံမှုကိုပိုပြီးတော့ပြင်ပြိုးတုတ်တဲ့ဏိကစီတယ်။ဆက်တချက်မြောက်ကတော့ချင်းမွန်ရှင်ဆိုတာ supernatural expression of faith ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုတကယ်ပဲဖျားတယ်ကော ခါလေရွရွမဟုတ်ပဲနဲ့တာမန်မဟုတ်ပဲနဲ့ဘုရားသခင်ပေါ်ပြခြင်းကျွန်တော်ယုံကြည်ခြင်းကိုလောပေါ်ပြခြင်းဖြစ်တယ်။တော့ချီးမွမ်းခြင်းဆိုတာအရာရာတိုင်းမှာကြီးသူတို့ချီးမွမ်းဖို့ရှင်ဘောလုကတိုက်တွန်းထားတယ်။ဘေးအမှုကများစိုးရင်မရှိပဲအရာရာတိုင်းမှာကြီးသူတို့ချီးမွမ်းခြင်းတကွာဆုတောင်းဖနာပြုခြင်းအတဏ္ဍနာခံခြင်းထို့သို့ပြုရင်ဘသူမှကြာလို့မမိနိုင်တဲ့ ဖခင်ညင်တက်ခြင်းဒီယေရှုခရစ်အဖြစ်ကျွန်တော်နှလုံးသားကိုဆောင်းပါလိမ့်မယ်သူညင်တက်ခြင်းကလူတွေကြောက်ဆုံးတည်ပြီးနေရင်ဆိုင်တဲ့ခါမှာတခြင်းဆိုနေ supernatural နောက်တကယ်လူလူတောင်းနေလူပြမဝန်ဒီအချိန်မှာတခြင်းဆိုပြီးတော့ဖခင်ရင်ယုံကြည်ခြင်းနဲ့ဖခင်ကြည်စီတော့မချင်းဝနိုင်ဘူးကျွန်တော်ခရစ်ယာန်တက်တာမှာတာသမီ၄ယောက်ဆုံးသွားပြီမဲ့လေဖခင်ကြည်သူချင်းဝပြီးတော့တခြင်းတော်ဆက်ဆိုတယ် ညီတက်ချင်းမြစ်လို့ကျန်နှလုံးကစောင်းပါလေပင်လှိုင်းလုံးကြီးဘလောက်လာလာဖျားသခင်ကောင်းပေတယ်ကောင်းပေလို့ချီးမွမ်းနေတာတကယ်တာမာမှုတော်ထူးထူးချာချာအလုံးထူးကြတဲ့ကျွန်ယုံကြည်ကိုပြသခြင်းဖြစ်တယ်ဒီနေ့ဒီခုအတွက်အတူတူကဆက်ပြီးတော့ခြေသူတော်ချီးမွမ်းကြပါစို့ ဲ့ရှိတယ်မူသောအဖတ်မြတ်စွာသောဘုရားခင်ကျွန်ုပ်တို့သဘောချင်းတူပြီးတော့ကိုရိုကိုချီးမွမ်းတဲ့အခါမှာကိုရိုနဲ့ပူပြီးတော့ယဉ်ဤစွာတူး၍မိတ္တာဖွဲ့ရသောအခွင့်အာမကကျွန်တော်ရဲ့ကိုရိုကိုချီးမွမ်းခြင်းတည်းအအောင်စရာကောင်းတော့အောင်လူတွေညာမိမလုံနိုင်တဲ့ပဝန်းကြီးကိုပေါ်ပြခြင်းဖြစ်တော်ကြောင့်ကိုရိုနာမတော်ကိုဘုံတော်ကို ထင်ရှားစေရန်ဒီမကအလိုတော်ဒီခေါင်းငင်ဘဝပြည့်စုံသောအမိမြဝနိုင်ငံကြီးမှာထူချီးမွမ်းခြင်းအပြင်ကိုတော့ဘုံတော်ဒီထင်ရှားစေပါမည်အကြောင်းကျွန်တော်တို့ဒီအတူတူကချီးမွမ်းကြတဲ့အခါမှာဆုတောင်းခြင်းနဲ့တပါးတည်းတောင်းကြတဲ့အခါမှာသခင်ဖျားကိုတော်တိုင်ကျွန်တော်တို့ကိုတင်ပေးခဲ့တဲ့ပထမတော်တော်အတိုင်းခရစ်ယာန်ဘုံတော်ကိုနေအာနုဘော်တော်ဒီကဘာဆက်ဆက်မြန်မာနိုင်ငံကြီးမှာထင်ရှားစေဖို့ ကျွန်တော်တို့ဒီသဘောချင်းတူလေယုံကြည်လေအတူတကွာဆုတောင်းကြမြင်ပါကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့၏အဖာကိုတော်ဤနာမတော်အားယူသည်လေးမြခြင်းရှိပါစေတော်နိုင်ငံတော်တည်ထောင်ပါစေတော်အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေတော်အသက်မွေးလောက်သောအစာကိုကျွန်တော်တို့အား ယနေ့ပေတနာတို့ပါသူတစ်ပါးသည်ကျွန်တို့တို့ကိုပြမှားသောပြများကိုကျွန်တို့တို့သည်လွတ်တကယ်သောကျွန်တို့သည်အပြစ်များကိုလွတ်တယ်မူပါပြပြေးဆောင်ရသောမလိုက်မပါစီပဲမကောင်းသောအမှုရာမှလည်းကယ်နှုတ်တယ်မူပါအစိုးပိန်သောအခွင့်နှင့်ဘုန်းတော်ကိုအာနုဘတော်သည်ကဘာအဆက်ဆက်ကိုတော်၌ရှိပါ၏အာမင် 讲了骗子行，我这个说千万别来看嘛，实在有的没赚。骗子行业，膨胀的比重呢，不严，这个说不应。我各国无条见阿平，这他妈的行了，对是说，千万都是低数量，各国无条件，实在我讲了，现在不骗白嘞。 ောင်းငင်မှုနဲ့ရှိတော်မူသောအဖမျက်စောသောဖျားခင်ဘုံတော်ရှင်ဘရင်ကိုကျွန်တော်ကိုကိုဝပြုကြပါလေတကိုးတော်ချစ်ချင်းကိုလည်းကျွန်တော်ချီးမွမ်းကြပါလေထို့ကြောင့်ဤကဲ့သို့ချီးမွမ်းခြင်းကိုကိုခြင်းသည်အမိမြန်မာနိုင်ငံတစ်ဝန်းလုံးမှာမင်္ဂလာကိုဖြစ်စေဖို့တိုင်းပြည်ပြည်သားတို့ဒီလေထုကဲ့သို့ကိုကိုခြင်းအားဖြင့်ချီးမွမ်းခြင်းအားဖြင့်မိမိတို့အတ္တအတီးဒီကို ထိုကိသသောမင်္ဂလာအပေါင်းနှင့်ပြည့်စုံစေဖို့ရန်ထရဖျားသည်သူတို့ကိုကောင်းချီးပေးဆောင်မကြည့်ရှိပါစေတော့သူတို့ဘုမကုရရဲ့ရှင်မျက်နှာအလင်းတော်ကိုဆွဲလျက်သူတို့အားဂယုနာကျေးဇူးပြုတော်မူပါစေတော့သူတို့ကိုကတော်မျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေတော့ခမည်းတော်ဖျားသခင်ရဲ့မေတ္တာတော်ဒါတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နှင့်တန်ရှင်းသောဝိညာဉ်တော်ဖျားရဲ့မေတ္တာဖွဲ့ခြင်းကျေးဇူးအပေါင်းတို့သည် ပြည်တော်ကြီးချမ်းသာရမည်အကြောင်းအာမလောစစ်မဲ့ပဲပဲကြိုးစားဆုတောင်းကြကုန်သောတာသမီအသီးသီးနှင့်သူချမ်းသာခြင်းကိုအမိမြန်မာနိုင်ငံသူနိုင်ငံသားအသီးသီးတို့ပေါ်မှာယခုမှစ၍ကာလအစဉ်မြဲတည်ရောက်တည်ရှိတည်နေပါစေတည်းအာမင်အာမင်